ပြင်ပုံနာပြောဘာဝတိပြီမှာတော့ပသေးတိကောကလမင်းကြီးရှိတယ်ကိစ္စတစ်ခုရှိတယ်နဲ့သာကေတာတို့သွားတယ်လူမျိုးသူ့ဆွေတွေရှိတယ်သာကေတာမျိုးသွားတယ်အဲ့ဒါဒီသသာကေတာမျိုးကလည်းတဲ့ယူဇနာ90ဝေးတယ်လို့ထားပါအဲ့ဒါရှိကတော့မတော်ကားခေလျင်မြန်ခေကလည်းမဟုတ်တော့သူကပြောရှာတယ် မြင်တာတခုပဲသိတယ်တဲ့သာသောတိပြန်နေရှိသွားတော့ဟောနေဒေဂနာပြည့်တဲ့အခါဒီမြင်ကမသွားနိုင်မလာနိုင်တော့ဘူးဘုဘကမြင်ကဘုဘကမြင်လည်းကနေဆက်ပြီးကြိုးဝမှန်ပါဗျာဒီလို80ကြိုးဝတယ်ဆိုကြပါမှန်ပါဗျာအဲ့တော့ခန္ဓာကြည်ကြည်ပြီးမြင်လဲတွေကြောင်း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 ရှိသွားတော့ဒကာတိခန္ဓာခင်းခန္ဓာခုမြောက်ကဆင်းလိုက်တော့သကိတမရောက်ဘူးမှန်ပါဗျာအဲ့တော့ဟိုတဲ့ မြင်လက်ကွန်စီမြင်ကွန်စီနဲ့မြင်တာကွန်စီနဲ့အဲဒီဥဒနာတစ်ခါလဲဒီဥဒနာတစ်ခါလဲဆိုတော့ခုနှစ်ဥဒနာကြတော့ခုနှစ်ခါလဲရခုနှစ်ခါလဲစဉ်းတော့မှာတာဂေတဆိုတဲ့သူဆွေမျိုးရှိတဲ့နေရာရောက်ပါအဲ့တော့ဆွေမျိုးတွေကမေးကြတယ်ဗျာအရှင်ကောလမင်းကြီးအခုယထာနဲ့ပဲရောက်လာသလားလို့မေးကြတယ်မေးကြတာသူအမှန်မေးရလို့ချင်း ။အော်သာဝတိကဖြစ်တဲ့အခါဒီဥဒနာမှာမြင်တဲ့အခါသိခဲ့ရပါတယ်။နောက်သိရပါတယ်။နောက်ဒီဥဒနာမှာတလဲသိရပါတယ်။နောက်သိရပါတယ်လို့ခုခွန်းကားဖြေမှာပဲ။ရိမ့်မိပါလား။ဒီတိုင်းပါပဲတကယ်ကျွေရ။သီလဝိတုဒ္ဓိကသင်ပြီးစိတ်ဓာတ်ဝိတုဒ္ဓိတက်ရပါလား။စိတ်ဓာတ်ဝိတုဒ္ဓိကသင်ပြီးဒိဋ္ဌိဝိတုဒ္ဓိတက်ဖို့ပဲ။ ရှင်းမလားရှင်းပါပါဒိဋ္ဌိဝိသုဒ္ဓိယထာကိုရှင်းပြီးဒီကာလကံကံဝိညာဝိသုဒ္ဓိယထာတက်ဖို့ပါပါဆရာကဆိုရင်းမိပါရှင်းပါပါဒါဖြင့်ဒီဘက်ကညာနာကရဏဝိသုဒ္ဓိကဆင်းတဲ့ခါကြတာမှာတဲ့သူသာကေတမြို့နဲ့ဒီလက်နိဗ္ဗာန်ရောက်ပါရှင်းပါပါအဲ့တော့သာကေတမြို့ရောက်တဲ့ခါဆွေတွေမျိုးတွေကမေးကြတယ်ရှင်မင်းဒီထာနဲ့ဘယ်ရောက်လာသလားလို့မေးရင်ဒီထာနဲ့ရောက်လာတာမဟုတ်ပါဘူးတဲ့အစင်းအစင်းပို့လို့ရောက် ဘယ်လိုမှတ်ပြန်သဘောပါကြဘယ်လိုနဲ့ရောက်ဒါဖြင့်ဒီတရားတွေဒီဓမ္မတို့ခေါင်းကတာဂေတပြင်းနဲ့ယူတဲ့နိဗ္ဗာန်ကိုရောက်ဖို့ရာဒီကားလို့ပြောသူတို့ကအဆင့်ဆင့်ခြေစည်းပြုမှုသာရှိတယ်နိဗ္ဗာန်မဟုတ်ဘူးမှန်ပါဗျာအဆင့်ဆင့်နိဗ္ဗာန်တော့မဟုတ်ဘူးနိဗ္ဗာန်ကတာကေတနဲ့ဒီလေဒါရေညာဝိသုဒ္ဓိ9ပါးက ဥမာရင်ယထာခွန်သင်းတဲ့သူပါပသိန္ဒီကောသလမင်းကြီးကဒကာရမကိုယောဂီပုဂ္ဂိုလ်နဲ့တွေ့ပါလားရင်းမိလားရင်းပါပါသာကိဇမယုကဘာနဲ့တွေ့ပါလိမ့်မယ်အဲဝိသုဒ္ဓိခွန်ဘာကယထာခွန်သင်းကိုပြောင်းမစည်းတဲ့ပသိန္ဒီကောသလမင်းကြီးနဲ့ဘာနဲ့တွေ့လောက်လောက်တဲ့ယောဂီနဲ့တွေ့ပါလား ဒကာကျွေးရင်နေခင်ကြပြန်ခွင်းရဒကာဓမ္မတွေအတွက်နည်းနည်းလေးစကားထည့်ပေးရအောင်နော်အခုခွန်ကြီးကဟောတော့ဒကာဓမ္မတွေခဏခုကြည့်ပြီးဒကာလားဖြစ်မှုပြမှုနှလုံးသွင်းပါမပြောဘူးလားဖြစ်မှုပြမှုနှလုံးသွင်းပါဆိုတော့ဩငါတို့ဒီဘယ်သားရောက်ပြီဆိုတာသိအောင်ဆိုတော့ဒကာဓမ္မတွေ ီလကလည်းခမည်းတော်ဖြည့်စင်နေတာမို့သီလရထားကလည်းဆင်းခဲ့ပြီ။သမာဓိကလည်းဒီထဲအလုပ်ဖွင့်ပါသွားလို့သမာဓိကိစ္စကလည်းပြီးခဲ့ပါ။အင်းဒိဋ္ဌိပုဒ်ကြီးဆိုတာဆရာသမားကယုံနာလာကြည့်တယ်ဆိုပြီးကာလယုံနာနေခွဲပြီးခဲ့တယ်ကဒိဋ္ဌိပုဒ်ကြီးရထားကလည်းခမည်းတော်ဆင်းခဲ့ပါဘူး။သဘောကျ ကံကဝိနာဝိလုပ်တွေဆိုတာနေတိုင်းပြိစ္ဆာသမုပ္ပါပြရနေတော့ခန္ဓာကိုယ်မယောက်ျားမင်းမှမရှိပါဘူးအကြောင်းနဲ့ကျိုးတွေလည်းရှိပါတယ်ဒါကဒီသားကလည်းလေးလူမြောက်ထားကလည်းရှင်းတယ်ဒါကငါးလူမြောက်ရထားဆိုတာဖြစ်ပြကျွတ်နေပြန်တော့လေဒကာဓမ္မတို့ကငါးလူမြောက်ရထားပေါ်မှာရောက်နေတာဒကာရထားကနှစ်စင်းပြီးသွားတယ်အမလေးဥမာနှစ်စင်းချန်တော့ တခါကျဘယ်နှစ်ဆင်းပြန်လဲနှစ်ဆင်းတော့မှလည်းပြည့်စုံတရားဓမ္မတို့ကိုရောက်တည်ကြမလိုတော့ပါဘူးတဲ့ခန္ဓာကိုယ်ယုံမင်းငွေလာတယ်ဆိုလို့ရှိရင်ဖြင့်တဲ့တတိယဒီ၆၆ခုမြောက်အစင်းပေါ်လေသူရောက်နေပါတပည့်ကြနောက်ဖြစ်ပြများအဆုံးမြင်လိုက်လို့ရှိရင်ခုနှစ်ခုယထားပေါ်ရောက်ဖြစ်ပြအဆုံးမြင်လိုက်ရင်ဩတော်ပြန်တို့နှစ်ဆင်းနဲ့ နှစ်စင်းပါကိတဆိုတဲ့နိဗ္ဗာန်တော့ရောက်တော့မှာဆိုတော့တဲတဲလူကြတော့တကယ်ကြီးဘလောက်လို့တော့နောက်ကတရားဓမ္မတွေကိုယ်လုံးနဲ့ကိုယ်ချိန်မှာရစ်ပြတ်နေလေဆိုရင်သုံးစင်းပေါ်ဒီသုံးစင်းနောက်သုံးစင်းနောက်ဆုံးရောက်သုံးစင်းပေါ်ရောက်ဒီပြန်မုန်းတယ်ဆိုလို့ရှိရင်တရားဓမ္မတို့နောက်ဆုံး20 အထုံးစင်းနဲ့ဒီဘက်ရောက်ကန်နေရထားရဲ့ဒုပြရထားတော့ရောက်တော့ကြာရင်းပြဆုံးနဲ့ညာရတယ်ဆိုရင်ဖြင့်ဒါဖြင့်ခွန်စင်းတော့မဲ့မင်းညာပေါ်ရောက်ပါတော့ကြာအဲဒီကနေဆန်းလိုက်ရဖြင့်နိဗ္ဗာန်ပါအဲ့တော့အခုဒီဘုန်းကြီးတို့ဓမ္မတွေဒီချုပ်ဓမ္မတွေမာတဲ့၆စင်းမြောက်တောင်ရက်ပြီးစီးနေတာရှိပြီ တချို့ကတော့လည်းဓမ္မတို့90ယောက်တော့ဖြစ်ရှင်ရှင်းရတယ်။ဘာမှမလုပ်တဲ့ပုဂ္ဂိုလ်ဖြင့်သာကိတ္တဆိုတဲ့နိဗ္ဗာန်နဲ့ဘယ်ထောင်မှမရှိဘူး။အဝေးကြီးပါပဲ။ဟောကြ။ဘာမှမလုပ်တဲ့ပုဂ္ဂိုလ်ကြတဲ့ရာဘုံစဉ်စဉ်မှမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှပြန်နိဗ္ဗာန်ကြီးသောသာကိတ္တနဲ့တကယ်ကျဘယ်တော့ဝင်လဲ။ဟုတ်ကြ။ဒါဖြင့်မလုပ်ဖဲနဲ့ဖြင့် ม่ยากดีทานเลยดีทานเลยเช่นกันเจ้าข้าเช่นกันเจ้าข้าตัวมาอย่างไรเรื่อยวปเช่นปุ่นั่งเช่นท่ารู้เสียผีเปล่าไมนต้องยิง